မင်္ဂလာပါရှင်ခေတ္တ Television Channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကို တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေဘိုတွင်ဘန်ကာဆောက်ရန်ဖြစ်စည်းများတည်ဆောင်နေသောစစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင် ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်ဘန်ကာဆောက်ရန်ပစ္စည်းများတည်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းမဟုရရွှေဘုံသားအဖွဲ့တာဝန်ခံမိုးမခါကသတင်းဌာနသို့ပြောဆိုပါရသည်။ မလား26ရက်နေ့နနက်8:30မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိရွာမှနေအိမ်များကိုဖျက်ဆီးကာတန်လုံးပြူစောတိရွာတွင်ဘဏ်ကဆောက်လုပ်ရန်တည်ဆောင်နေသောစစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်အသင်းဆောက်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်ရဲတပ်သားတအုပ်နှင့်ပြည်သူစစ်ကောင်းဆောင်ဘထော်အပါဝင်ပြူစောတိလေးဦးစုစုပေါင်း၅ဦးသေဆုံးခဲ့ပြီးတော်လန်ရဲရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် သူတို့ကနေအိမ်တွေကိုဖျက်ယူပြီးတီးလုံးမှာဘန်ကာလှုပ်ဖို့လာသေးတာကိုစောင့်ကြိုတိုက်ခိုက်တာပါအဲရွာတွေကပြူရွာတွေပြည်သူတွေဖမ်းဆီးတာမျိုးမရှိပါဘူး ။တယ်လာတာကတစ်သားတွေအိမ်နိုင်တွေအဲ့ဓာတွေကိုယူပြီးဘန်းကစောက်မှာဇီးပြူကုန်းကယူပြီးတီးလုံးမှာစောက်မှာပါ။တိုက်ပွဲအတွင်းမှာတော့ဇီးပြူကုန်းနဲ့တီးလုံးရွာတွေကကောင်တွေကထွက်ပြီးပြန်ပစ်တယ်။ကျွန်တော်တို့ဘက်ကလက်နက်မှတ်များတော့ပြန်ဆုတ်ခွာခဲ့ရတယ်။ကျွန်တော်တို့လက်နက်တွေကြီးတွေဖြည့်တင်းဖို့လိုအပ်သေးလို့အကူအညီလိုအပ်နေပါတယ်။ဒီပြူရွာကနေစစ်ရှောင်းနေ ဒီပြူရွာကနေရှောင်နေတဲ့ဆစ်ဆောင်ပြည်သူတွေအတွက်စာဝတ်နေရေးလဲအကူအညီလိုအပ်နေပါတယ်ဟုမဟုရရွှေဘိုသားအဖွဲ့တာဝန်ခံကသတင်းဌာနသို့ပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမဟုရရွှေဘူသား PDF တောင်းမြန်ဇေယသွေစံကဲအိုင်းမဟာညီနောင်အဖွဲ 1D အဖွဲနဲ့နေပြည်တော်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတနင်္လာရီမျိုးနဲ့ရန်ဖို့ရွာမှချက်လာသောစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၀ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းတနင်္လာရီမျိုးနဲ့ရန်ဖို့ရွာမှချက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးခဲ့ကြ ောင်းမြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာမိမတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်မလာ26ရက်နေ့နနက်9:24မိနစ်ခန့်တွင်ရန်ဖိုကြီးရွာမှစီအုံကုန်းကိုထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းထိတွေ့တိုက်ပွဲသည်တနအိခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းသိရပါသည်။ ရန်ဖို့ရွာထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကခြေလင်းထွက်လာတာပေါ့အဲ့ဒါကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလက်နက်ခဲယမ်းတွေတော့သိမ်းစီးနိုင်ခဲ့တာမရှိပါဘူးစစ်ခွေး၁၀ကောင်တေဆုံးတယ်လို့သိရတယ်ဟုမြိတ်ပြည်သူကာကွယ်ရေးအဖွဲ့ပါကဖမြိတ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြိတ်ပြည်သူကာကွယ်ရေးအဖွဲ့မိုးခရင်တပ်ဖွဲ့တောကြီးမွေဟောက်တပ်ဖွဲ့နဲ့ပါကဖဆုံသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆလဘီပူလောတွင်စတက်နေအတူကြေးရွာများကိုမိရှို့ဖျက်ဆီးနေသူပြူစောတီခေါင်းဆောင်သိန်းစော်အေးပြစ်ခတ်ခံရပြီးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော်မှာဖြစ်ပါရဲ့ရှင်။တနင်္လာနေ့တိုင်းပူလောမြို့နယ်တွင်ကြေးရွာများကိုမိရှို့ဖျက်ဆီးရ၌ဥဆောင်ပါဝင်နေသည့်ပြူစောတီခေါင်းဆောင်သိန်းစော်အေးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတေဆုံးခဲ့ကြောင်းမြိတ်ခရိုင်အမှတ်တရရမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်။မလာ29ရက်နေ့နနက်9:00ခန့်တွင်ပူလောမြို့နယ်ရှက်ပုံကြေးရွာ ပြူစောတိအဖွဲ့ခေါင်းဆောင်တိန်းစော်အေးသည်မင်းတီရီကျေးရွာလမ်း၌သွာလာနေစဉ်တော်လန်ရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် တည်ဆုံသွားသောပြူစော်တီကောင်းဆောင်တင်းစော်အေဒီအကြံဖက်စစ်တပ်ကအာနာသိန်းခါစားတွင် အာနာဖီဆန်ရေးလှုပ်ရှားမှု၌ပါဝင်ခဲ့သောစီဒီအမ်ဝန်ထမ်းများကိုဖမ်းဆီးခြင်းချိန်ချောက်၍ငွေကြေးတောင်းခံခြင်းစစ်တပ်စစ်ကြောင်းနှင့်အတူလိုက်ပါ၍ခြေရွာများကိုမိရှို့ခြင်းစသည့်ရာဇဝတ်မှုများကိုကျူးလွန်ထားသူဖြစ်ကြောင်းသိရပါသည်ဖက်စစ်စစ်တပ်ရဲ့လက်အောက်ခံတွေအနေနဲ့အတာတကြီးလက်နက်ချအလင်းမဝင်ရင်ခြေမုံနာခံရမယ်ဟုမြိတ်ခရိုင်အမှတ်1တပ်ရဲမှတာဝန်ရှိသူတအူးကပြောပါရယ်အဆိုပါတိုက်ခိုက်မှု ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်တတက်ရင်နဲ့မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြိတ်ခရိုင်အမှတ်တတက်ရင်အနေဖြင့်ဖက်စစ်စစ်တပ်၏ထောက်တိုင်မှန်သမျှကိုတုံ့ဆိုင်ခြင်းမရှိဘဲဖြိုဖျက်သွားမိတာဖြစ်၍ဖက်စစ်စစ်တပ်၏လက်အောက်ခံစစ်သားရဲပြူစောတီရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်အသာတကြီးလက်နက်ချအလင်းဝင်ရန်ဖိတ်ခေါ်ထားပါတယ်။ ဆက်လက်ပြီးတန်းဆန်မြို့ပေါ်ရှိစစ်တပ်စခန်းများကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးထံမှနေသေးဆုံးပြီးစစ်တုံးပန်း2ဦးနဲ့လက်နက်ခဲယံတချို့တင်းစီရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းရွှေဘိုခရိုင်တန့်စဲမြို့ပေါ်ရှိစစ်တပ်စခန်းများကိုဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား20ဦးထက်မနည်းတေဆုံးပြီးစစ်တုံးပန်း2ဦးနဲ့လက်နက်ခဲယံအချို့သိမ်းဆည်းရရှိခဲ့ကြောင်းအမတ်52ပြူဟာပေါ်ဦးစစ်ကြောင်းမှတာဝန်ရှိသူတို့အူကတရင်ဌာနသို့ပြောကြားပါတယ် မလာလေးရဲ့နံနက်ပိုင်းမှစ၍တန့်စင်မျိုးပေါ်နှင့်တန့်စင်မျိုးနှင့်အတွင်ရှိ အခိုင်မာတက်ဆွဲထားသောကလေးမျိုးအခြေဆိုင်ခမရ361တက်ရင်၎င်း၏လက်အောက်ခံပြူစောတိအဖွဲ့များကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်တေစစ်တီတာဗျူဟာ50နှင့်ပေါ်ဦးစစ်ကြောင်းပေါ်ဦးကော်လံမှစစ်မျက်နှာဖွင့်၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယခုအချိန်ထိတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရပါသည် ရှင်းတိုက်ပွဲတွင်စစ်သားပြူစောတီ20ဦးထပ်မင်းသေးဆုံးပြီး40ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာထိခိုက်ဒဏ်ရာရရှိသူများအနက်32ဦးကိုကမ်းပလူပြည်သူစေယုံကြည်တို့တင်ပို့ကူတာထားကြောင်းထို့ပြင်တိုက်ပွဲအတွင်းစစ်တုံးပန်းအချို့နှင့်လက်နက်ခဲယမ်းအချို့တင်းစီရရှိခဲ့ကြောင်းသိရပါသည် ထိထိတိုက်ပွဲကနအူးဖြစ်တဲ့ရက်ကနေစပြီးတော့အခုချိန်ထိဖြစ်နေသေးပါတန်ဆယ်မျိုးပေါ်မှာရှိတဲ့စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာကြီးမဟုတ်ပါဘူးစာကစာရဲ့အခိုင်အမာစခန်းအလုံးကိုတိုက်ခိုက်တာဖြစ်ပါတယ်တိုက်ပွဲအတွက်စစ်သုံးမှန်းအဖြစ်နှစ်ဦးကိုဖမ်းဆီးရထားပြီးအခုချိန်မှာလိုအပ်တဲ့စောင့်ရှောက်မှုတွေထောက်ပံ့မှုတွေအပြည့်အဝပေးထားပါတယ်လက်နက်သိမ်းဆီးမှုကတော့တိုက်ပွဲအတွင်ဖြစ်တဲ့အတွက်တီကြတဲ့အချက်အလက်တွေကောက်ခံလို့မရသေးပါဘူးစီစစ်ဆဲဖြစ်ပါတယ်ဟုအမှန်52ဘူဟာပေါ်ဦးစေကြောင့်မှတာဝန်ရှိ သူတဦးကသတင်းဌာနသို့ပြောဆိုပါရယ်ဖန်စီရရှိတဲ့စစ်သုံးပန်းများကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စီယုံချုံ MOD ကပြဋ္ဌာန်းထားသည့်စစ်သုံးပန်းဥပဒေနှင့်အညီနိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေသို့အခွင့်အရေးများ International Human Law International Human Right Geneva Convention ဥပဒေ Geneva Convention Law from 1864 to 1949အရစစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ထားပါတယ် ဆက်လက်ပြီးလူနှစ်လက်နက်အင်အားအလွန်အကျွံသုံး၍မိုးပြင်းမျိုးပြန်သိမ်းရန်စစ်ကောင်စီအပြင်းအထန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်စစ်ကောင်စီတပ်သည်လူအင်အားနဲ့လက်နက်အင်အားအလွန်အကျွံသုံး၍မိုးပြင်းမျိုးကိုပြန်လည်သိမ်းပရန်အပြင်းထန်ပြင်ဆင်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင်ပြူဟာတဲ့တာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီကယခုရပိုင်းတွင်မိုးပြင်းမျိုးနဲ့နှမိုင်းကျော်အကွာရှိချင်းမြန်တရင်ခေါမရ422တပ်တို့အင်အားဖြည့်တင်းပြီး ပအိုပြည်သူစင် PNO နဲ့ပူပေါင်းကမိုးပြဲမြို့တွင်ကို ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်းသိပြီးထားပါရယ် ။မဟာမိတ်တပ်ပေါင်းစုဘက်မှလည်းအကောင်းဆုံးစုဖွဲ့မှုနဲ့မိုးပြဲမျိုးကိုဆက်ပြီးထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်ကြိုးပမ်းနေတယ်ဟုဆိုပါတယ်။စာကာဆာရဲ့အဖြစ်နိုင်ဆုံးစစ်ဖြူဟာကလူအင်အားအလွန်အကျွံထုတ်သုံးမယ်၊ဒရုန်းလက်နက်ကြီးနဲ့လေကြောင်းအလွန်အကျွံသုံးမယ်၊အစိမ့်ငွေပုံမီးလောင်ပုံတွေကိုအဓိကသုံးပြီးမိုးပြဲမျိုးကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ရန်အတွက်ပြင်ဆင်နေပြီဟုအထက်ပါတာဝန်ရှိသူကရှင်းပြပါတယ်။၂024ခုနှစ်ဒီဇင်ဘာလမှစ၍မိုးပြဲမျိုးပြန်ရရန်စစ်ကောင်စီကမျိုးတွင်သို့စစ်ကြောင်းထိုးမှုတွင်ခမာရ၄ 422တက်ပြင်းမှာအနည်းဆုံးဝင်ရောက်နိုင်သည့် တရကုံရက်ကွက်နေမိုးပြဲလွိုက်ကောလမ်းမိုင်းတို့မှာဖြစ်သည့်ထီးတွေ့တိုက်ပွဲများနဲ့ကရင်ပြည်ပူပေါင်းတပ်များ၏ထုတ်ပြန်ချက်အရလေလာခန့်ကြာမိုးပြဲတိုက်ပွဲတွင်စစ်ကောင်စီ၏လေကြောင်းလက်နက်ကြီးနှင့်စစ်ကြောင်း၃ခုဖြင့်ပြင်းထန်သည့်ထိုးစစ်ဆင်မှုသည်၄ကြိမ်ရှိခဲ့သည် ထိုးစစ်ဆင်မှုတိုင်းတွင်မအောင်မြင်၍၎င်းခြေကုပ်နေရာခမာရ422တပ်တွင်သို့စစ်ကောင်စီကပြန်လည်ဆုတ်ခွာခဲ့ရသည်လက်ရှိတွင်မိုးပြဲမြို့ပြန်ရရန်စစ်ကောင်စီကမြေပြင်တပ်သားအင်အား900ထက်မနည်းအသုံးပြုထားကြောင်းကရင်ပြည်စစ်ဘက်တာဝန်ရှိသူအချို့ကပြောပါရသည် ကုန်းတာဘက်ကနေပါစကားစကားထိုးပေါက်ဖို့လုပ်နေတာရှိတယ်။ဒီရပိုင်းတိုက်ပွဲလေးဖြစ်ထားတယ်။မိုးပြဲမြို့တွင်ကိုတော့နေတိုင်းနေပါမီးလောင်ပုံအသုံးပြုပြီးတိုက်ခိုက်နေတယ်ဟုမိုးပြဲမြို့စစ်မြေပြင်ရှိရဲဘော်တအူးကပြောပါရယ်။နေပြီးတော့သောထိုးပေါက်နိုင်သည့်ပင်လောင်ဖဲခုံမိုးပြဲလွိုက်ကော်လမ်းပိုင်းကိုထိန်းချုပ်လိုခြင်းနဲ့၎င်းတို့အုပ်ချုပ်ရေးရန်ရလဲပတ်နိုင်ရန်အတွက်မိုးပြဲမြို့ကိုစစ်ကောင်စီကပြန်လည်ရယူရန်အပြင်းအထန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်းရှမ်းတောင် ပြူဟာမှုကိုနေကောင်းကသတင်းဌာနသို့အသိပေးထားပါ ါဗျာ 2023ခုနှစ်ကရင်နီပူပေါင်းတက်၏1131စစ်စင်ရေးအလွန်စစ်အင်္ဂါစင် ပြည့်ရွံ့ခဲ့ရသည့်စစ်ကောင်စီသည်ပအုပ်ပြည်သူစစ်၏အထူးဒေသ6ပင်လောင်းနှင့်စီဆိုင်မြို့တို့တွင်အင်အားပြန်လည်စုဖွဲ့ပြီး၎င်းတို့ဆုံးရှုံးခဲ့သည့်နေမင်းများကိုပြန်လည်ရယူရန်ကြိုးပမ်းခဲ့သည်ထို့အနက်လိုက်ကော်မြို့နှင့်ဖဲခုံမြို့ကို2024ခုနှစ်ဇွန်နှင့်နိုဝင်ဘာလတို့တွင်စစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်လက်ရှိမိုးပြဲမြို့အပြင်ကရင်နီပြည်နယ်တွင်ဘောလက်ခဲနှင့်ဖားဆောင်မြို့တို့တွင်တိုက်ပွဲအချို့ ို့ရှိနေသည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်